ဝိပဿနာရှင်ကြီးကရှင်သာရိပုတ္တရာကဟောတာဓမ္မရေဒီဘုရားရှိခိုးဖြစ်စေကိုယ်အိရာထဲမှာဖြစ်စေထိုင်နေပြီးတဲ့ခါကမိမဖြစ်လူတို့ယောက်ျားဖြင့်ဓမ္မခွဲပြီးတဲ့ခါကထိုင်နေလို့ထိုင်အိတ်ရှင်နဲ့အိတ်အိတ်ကမရှိပါဘူးတဲ့သို့တော်အသက်မှန်မှန်ရှိပြီးတဲ့ခါကလေလေထွက်တာလည်းသိလို့ လေလေဝန္ဒရတိဒီလိုကြီးသိပြီးကြလားနေရာမှပထမရှိသွားတော့ဖြင့်သတ္တသိဝန္ဒသိပဲလုံနေပါဒီထဲကမှဘုရားကအောက်ဘလိုလိုလာလို့ရှိရင်သတ္တသိဝန္ဒသိချုပ်လိုက်ပါသတ္တသိဝန္ဒသိချုပ်ပြပါတော့လို့သတိပေးလိုက်နော်သတ္တသိဝန္ဒသိချုပ်ပြီးအောက်နေနေရာလေးကိုညာရဲလိုက်ဩော်ဒါဖောက်ပြန်လာတာပါလား ်င်းပေါက်ပြန်လာတာငါကမအောင်ဘူးဘုမာဒီနေရာလေးကအောင်လာတယ်အဲ့ဒီပေါက်ပြန်တဲ့နေရာလေးကြည့်လိုက်ပြီဓမ္မပြန်ပေါက်ပြန်လာလေးကပြည့်စည်သွားဘုရားစီဝန္ဒာစီလုံနေတော့တဏှာကဘာဖြစ်လာတော့အောင်တဲ့ခါကျဘုရားစီဝန္ဒာစီထုတ်လိုက်ပါအောင်တဲ့နေရာလေးညံလက်ပါစီတုံးကအောင်ရင်စီတုံးတော့အောင်ရင်ပေါင်းခါကအောင်ရင်အောင်နောက်ကြောကအောင်လို့ရှင်နေအောင်တဲ့နေရာလေးညံလက်ပါ အဲ့ဒါလေးကဘာပါလိမ့်မလဲဆိုတော့ပုံကိုယ်သဘောမှပေါက်ပြန်လာတာအဲ့ဒီပေါက်ပြန်တဲ့နေရာလေးကိုရတိရကျဥဒ္ဓဘုရားကညံတဲ့လိုက်ပြီးဆုံးမပြန်ညံပေါ်နေတဲ့အတွက်သတ္တဝါဌာနမှာအောင်းတဲ့စိတ်ကလေးကထုတ်သွားပြီးညံစိတ်ကလေးကပေါ်နေညံစိတ်ကလေးပေါ်နေတော့အောင်းလာလေးကပေါက်ပြန်ပြီးဒီကကပြည့်စည်သွားတာတွေ့ပါလိမ့်မယ် ဖောက်ပြန်ပြည့်စည်သွားတာကိုတွေ့ပါလိမ့်မယ်။ဒီကဲတဲ့ဖောက်ပြန်ပြည့်စည်သွားတာလေတွေ့တဲ့အခါကျတော့ဒီကံအကိုကြီးစိုက်စီနေလို့ဖောက်ပြန်ပြည့်စည်တာတွေ့တာလို့မှတ်လိုက်ပါနော်။အဲ့တော့ဖောက်ပြန်ပြည့်စည်တာကအနိစ္စဒုက္ခသစ္စာအနိစ္စဆိုတာဟုတ်တာဒုက္ခသစ္စာဆိုတဲ့ဟုတ်ပါဘူး။ ။ဩတာကဒုက္ခသစ္စာထောက်ပြန်ပြည့်စည်ပြီလို့သိနေတာလေကလောကီမကသစ္စာ။ဒါဒီနေရာလေးကအောက်နာလေးကပျောက်သွားပြီဟိုနေရာကအောက်နာပေါ်လာတယ်။ဟိုစိတ်ကလေးစားကျင်တဲ့စိတ်ကလေးပေါ်လာတယ်။အဲ့ဒါလေးကိုလည်းစားကျင်တဲ့စိတ်ကလေးကိုလည်းရှိမရှိကြည့်ပါဘာ။ကြည့်လိုက်တဲ့အခါကျတော့ရှင်ရှင်ကြည့်တဲ့ဉာဏ်ပေါ်လာလို့ရှင်ရှင်တတ္တဝါသံဃာနှစ်သိမ့်မပေါ်ကောင်းတဲ့အတွက် ်စားရင်လည်းစိတ်ကလေးရကကြွယ်ကတဲ့တို့ဖြစ်ပြီးပြတ်သွားတယ်သူလည်းခုမှခေါက်ပြန်မေးလာတာအခုပဲပြည့်စည်သွားတယ်ဒီလိုကြည့်ပဲခန္ဓာကိုယ်ကလဲလိုက်ပြီးဒီကလာနေတော့အသိခန္ဓာကဒုက္ခသစ္စာအသိဉာဏ်ကမဂ္ဂသစ္စာဆိုတော့ဩခန္ဓာကိုယ်ထဲမှာဒုက္ခသစ္စာရဲ့သိနေတဲ့မဂ္ဂသစ္စာရဲ့ဤသစ္စာနှစ်ခုသာရှိပြီးဒီကလာနေတော့ သမုဒိယသစ္စာဆိုတဲ့လောဘကခြုံငင်းရုပ်သိမ်းပြီးဒီကရနေတော့တယ်ဒီလောဘခြုံငင်းနေတော့လောဘတဏှာချုပ်တော့တဏှာချုပ်တော့ဥပါဒဏ်ချုပ်ဘူးလားဥပါဒဏ်ချုပ်တော့ကံချုပ်တယ်ကံချုပ်တော့အလာကဘုရားလာရတဲ့ဖြစ်တဲ့ပြိဒရိနေမှုအိုမှုပြေမှုပေါ့ဩဒါဘယ်နဲ့ကြောင့်ချုပ်ပါလိမ့်မလဲလို့ဒါကြဲဒါကြဲတူလာဘုရားမေးလို့ရှိရင် ဟုတ်ပြန်ပြည့်စည်တာမြင်းနေတဲ့မက်ကချုပ်စီတာလို့မှတ်လိုက်။ဟုတ်ပြန်ပြည့်စည်တာသိတဲ့မက်ကချုပ်စီတာဆိုတာသိကြပါလား။ဒါနဲ့ဒီကံတော်ကိုကြီးကိုဝိပဿနာရဖြစ်ဆိုတာခန္ဓာကိုယ်စောင့်ကြည့်တဲ့အလုံးလို့မှတ်လိုက်ချင်။ခန္ဓာကိုယ်ကြီးစောင့်ကြည့်ပြီးသုံးသပ်သံပါဆင်ញင်သံပါဆိုတော့ဖြစ်တဲ့မဲမလာဘူး။ပြည့်စည်သွားတာက ဖြစ်ဖြစ်စောင့်ကြည့်တာကအဲမိုက်ဆိုတာဓမ္မတို့စောင့်ကြည့်မှရတယ်လို့မှတ်ဆုံးစောင့်မကြည့်ရင်မရဘူးရှာရင်တော့မရစောင့်ကြည့်ရင်တော့ ပြောရတဲ့ကြားတွေဟာအပြေးတော့မလံပါဘူးတဲ့ဖမ်းတော့မြန်တယ်လို့မိလိနာပညာကတောင်းဖမ်းလမ်းပါလို့လည်းသေသေးချာချာဟောတာဒါကြကြီးကပြောတဲ့လို့ပြောလဲစောင့်ကြည့်ရမလားလိုက်ဖမ်းရင်မိပါ့မေးဒါကြောင့်ခွင်းတို့ဓမ္မတွေစောင့်ကြည့်လို့ရှိရင်ခန္ဓာကိုယ်ကြီးကပင်ကိုယ်ကအနာခန္ဓာကိုယ်ကြီးကိုအနာရီပဲမပြရဘူးပြပါ အနာခန္ဓာကိုရင်းမအနာခန္ဓာတွေပြတော့ဒီနာခန္ဓာတွေကဖြစ်လိုက်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 နဲ့ပြနေတော့ဩဒီဥစ္စာဖြစ်ပြကဒုက္ခတွေကြောသိတာကမကသစ္စာပါလားလို့ဆိုတာအခုအချိန်မှဉာဏ်ထဲမှာပေါ်လာဆိုတော့တော့ပေါ်လာတဲ့အခါကျတော့ရှင်းရှင်းဖြိလိသာဈာမညလို့ရှင်းရင်ဖြစ်ပြနဲ့မဲ့နဲ့ကြားထဲမှာဖြိလိသာဈာမချလို့ရှင်းရင် ဖွန်ရနဲ့မဲ့ညာဘုံညာရပါလေဖြစ်ပြနဲ့မဲ့နဲ့ကြားထဲမှာကိလေသာရှားမကိုရင်ဘာကြောမမြန်လားရှင်းပါပါသေးသေးချာချာပြောနေပါလေဃာရမတို့လေးလေးသာသာနဲ့မှတ်သားမှာလေးလေးသာသာနဲ့မှတ်လိုက်တဲ့ခါကျတော့စောင့်ကြည့်တဲ့အလုပ်တွေကခန္ဓာကိုယ်ထဲမှာဘာမှရှိပြန်မရှိလို့ရှင်ဖြင့် ဩလေလေးထုတ်တဲ့စိတ်ကလေးလည်းထုတ်ပြီးပြက်တာပဲလေလေးပြန်ခွင်းတဲ့စိတ်ဟာအဲ့ဒါလေးဘယ်ကမှမရှိတော့ဘူးဆိုသူ့ပြန်ထိုင်တာသဘောကျဟာသူ့ပြန်ထိုင်နေရင်မှတန်တယ်ဗျဟိုနေရာကရတယ်လို့ဒီနေရာကအောင့်တယ်လို့ဒီနေရာကကောင်းတယ်လို့လာပြန်လို့ရှိရင်သူ့ထုတ်ပလိုက်ဘယ်ရရတဲ့နေရာကောင်းတဲ့နေရာတွေလဲလိုက်ပြီ။ဩော်ဒါဒီဒုက္ခသစ္စာပါလေ ဒါဒီဒုက္ခသစ္စာပါလားလို့ရှုပါကောင်းတဲ့စိတ်ကလေးပဲဖြစ်ပြီးပြတော့ဒုက္ခရောက်တာသိုးတဲ့စိတ်ကလေးပဲဖြစ်ပြီးပြတော့အလယ်လစိတ်ကလေးပဲဖြစ်ပြီးပြတော့အဲ့ဒီဒုက္ခသစ္စာတွေပြိုင်ပိုင်နိုင်နိုင်ဒီတက္ကဒုက္ခသစ္စာသိတာကမကသစ္စာလို့ဓရမတွေကကြိုးစားနေကြမယ်ဆိုလို့ရှိရင်ကြာတော့ဒုက္ခသစ္စာတွေဟာက ဘုရားကသံဃိတ္တေနပြင်စုပါရနက္ခန္ဓာပိဒုက္ခလို့ခေါ်သောကြောင့်ခန္ဓာငါးပါးကပြတဲ့ဥစ္စာတွေအနိစ္စလည်းမပြဒုက္ခလည်းမပြအနတ္တလည်းမပြအလုပါလည်းမပြဘဲနဲ့တရားကျွဲတရားသိတော့ဒုက္ခသစ္စာပဲပြအဲ့ဒီကဲတော့ပြလာပြီဆိုမှချင်းဩလူ့ဘဝရတာဒုက္ခသစ္စာရတာကိုလို့ဘောဘလုံးနေသိမလားဘယ် အဲ့ဒီကဲဒုက္ခသစ္စာကြီးရတာပိုင်ပိုင်နိုင်နိုင်ပြီးနေတော့ဒီလိုလုံးမှာဒီဘာရဒီကနာဒီကအောင်ဟောကိုက်ဒီကခဲဟိုကတမျိုးတစ်ခုပေါ်ပေါ်ရတယ်ဟူသေးတယ်ပျောက်တာပဲတွေ့ရစောင့်ကြည့်တဲ့ပုဂ္ဂိုလ်မတွေ့ရဘူးဒါဖြင့်ဥပဒနာအလုပ်ဆိုတာဘယ်လိုလုပ်ရမှာပါလိမ့်မယ်လို့မေးရင်မနဲ့ပြေကြစောင့်ကြည့်တဲ့ညာလုပ်လို့ ဒဂရမတွေကအသေးသေးသိလာပြီဆုံးမဖြစ်ဩခန္ဓာကိုယ်ကြီးဟာဒုက္ခကြာမညဒုက္ခသစ္စာဒလစပါလားဆိုတော့ပေါ်လာပါလိမ့်မယ်ဒုက္ခကြာမညဒုက္ခသစ္စာဒလစပါလားဆိုတော့ပေါ်လာပါလိမ့်မယ်ဆိုရဲလို့ပေါ်လာတဲ့အခါကျတော့မှဩဒုက္ခသစ္စာကြီးပါလားဒုက္ခဆိုတာဘာမှမပေါ်လာပါလားဆိုတော့ ုက္ခရဲ့မြင်ပြီးညှိငွေ့လာပါလေ။မှန်ပါဗျာ။ဒါဖြင့်ဖြစ်ပြဲမြင်တာဒီယထာဘုဒ္ဓညာ။ဖြစ်ပြဲဒုက္ခကိစ္စကြီးမုန်းနာတာဒီ။ကြတော့ဉာဏ်ကထက်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 ပြီးရှိပါများလာတော့ဘုန်းကြီးတို့ဒကာရမတွေနိုင်တဲ့ဒီဒုက္ခချင်းနဲ့ပြန်မနေခြင်းပါဘူးဆိုတာမနေခြင်းနဲ့ညာမလာဘူး နေခြင်းနဲ့ညာလာတဲ့ခါကျတော့ခေါင်းကဒုက္ခတွေအကုန်ပြောက်သွားတယ်။မနေခြင်းနဲ့ညာလာတော့ဘာတွေပြောက်။ဒါပြန်ဒုက္ခပြောက်ရင်ဒုက္ခဆုံးညာကနေရာတဲ့။ဒုက္ခဆုံးသေးတာကမဂ္ဂတစ္စာဆိုတော့မသိပေါ်လာတယ်။ဒုက္ခပြောက်ရင်မသိပေါ်လိမ့်မယ်။ဒုက္ခပြည့်ရင်ဝိပဿနာမဲ့ပေါ်လိမ့်မယ်။ ဒုက္ခတွေ့ရင်ဒုက္ခတွေမရှိဘူးခင်ဗျာသူ့ရာကမရှိဘူးခင်ဗျာဆိုရင်ဖြင့်ဘာပေါ်လာမစ္စစ်ပေါ်လာတော့ဒုက္ခမရှိတာကနိရောဓဖြစ်တယ်မရှိမှသိတာကအဲ့ဒီကြစောင့်ကြည့်ရင်မှတန်းသုံးသွားလိုက်ရရင်ဖြင့်ဖြင့်ဒုက္ခကအန္တံဂရိတ္တိဒုက္ခကဒုက္ခ၏အန္တံဆုံးဂရိတ္တိမဉ္ဇဏ်ကမျက်မှောက်ပြုလိုက်နေတန်းလို့ ရှင်သာရိပုတ္တရာကလည်းဟောဘုရားကလည်းဟောဒီဖြစ်လေတော့ကြောင့်ဘုန်းကြီးတို့ဓမ္မတွေယနေ့ကစပြီးစောင့်ကြည့်တဲ့အလုပ်လုပ်ရမှာပါ